ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းဟာအထူးကောင်းတဲ့ကာလဖြစ်တယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်ဝေကြီးကန္တာစီးပွားရေးရာလုပ်ငန်းရေးရာကံဖျားဖျားမှာ ကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ခြေနေတွေရှိတယ်ကာလရှည်ကြာဆိုင်ငံ့ထားတဲ့လူတွေပြန်လည်စတင်နိုင်တယ် ရေမှန်းချက်သစ်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးတော့အောင်မြင်မှုကိုရနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောက်ကန်ခြင်းတွေရဲ့အခါကောင်းကိုကြုံမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ရှင်းနီးမြုံနံမှုတော်မှာကောင်းသောအကျိုးကိုရရှိမယ်တနည်းရဲ့နေရာလုံးသမျှကြံသမျှအောင်မြင်ခြင်းကိုရ23ရက်နေ့မှာရှင်ပြန်မှုတွေမှာအောင်မြင်ပြီးဘဝတိုးတက်မယ်24ရက်နေ့မှာတော့ အထင်မှားခံရတဲ့ပဋိပက္ခများတတ်တဲ့25ရဲ့နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိ26ရဲ့နေ့မှာဥတီကျပြောင်းပြီးလှုပ်တာဆင်ပြေမယ်29ရဲ့နေ့မှာမထင်မှားပဲငွေဝင်မယ်အလုပ်အောင်မယ်28ရဲ့နေ့မှာရံပဋိပက္ခနဲ့ထိတိုက်တွေ့မယ်29ရဲ့နေ့မှာဥတီကျတဲ့နဲ့လောကန်ခြင်းဆင်ပြေမယ်30ရဲ့နေ့မှာရပိုင်ခွင့်နဲ့ပြန်ရမယ်31ရဲ့နေ့မှာအခက်အခဲတွေပြေလျောင်ဖြေရှင်းပြီးတော့ ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေရှေ့ထုတ်လို့လို့ကောင်းစွာကြိုးပေးခြင်းနဲ့အစ်မြင့်သောဘဝနေထားသူပြောင်းလဲတိုးတက်ခြင်းတို့ကိုတစင်ပြီးတစင်ရရှိကြိုးပေးနိုင်မယ်။ဇာတာပတိနှင့်ဗုဒ္ဓနှင့်ရေကနေမွေးသူတွေကောင်းကြိုးပေးတယ်။တနည်းလားတော့ကြမွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိတတ်တယ်။369ကနန်းနဲ့ဂျိုးပြေးတယ်အပြာရောင်ညောင်ချက်သွေးရောင်အဝတ်တွေဝတ်ဆင်သုံးဆွဲလို့ဂျိုးရှိတယ် 26ရက်နေ့မှာကောင်းစေကောင်းချောပြုပါထူးခြားသောနာဂတ်ကောင်းကိုရလာပါလိမ့်မယ်ယေရှုတ